လိုင်းသာမျိုးနဲ့ရှေတန်လွင်ကုမ္ပဏီဝင်အတွင်မှာကျူကျော်နေထိုင်သူတွေကအမိုက်စနစ်တကျဆွန့်ပစ်ခွင့်ရရှိဖို့တောင်းဆိုမှုတွေရှိနေပါတယ်။ကိုမောင်ကသတင်းပေးပို့ထားပါရရှင်။နိုင်သာမြို့နယ်ပြင်ပရန်ကြီးရွာပိုင်းရွှေတန်လင်းကုမ္ပဏီဝင်တွင်မှကျူးကျော်နေထိုင်သူ9လောက်ကစနစ်တကျအမိုက်ဆွန့်ပစ်နိုင်မှုအတွက်အမိုက်သိမ်းဝင်ဆောင်မှုစနစ်ရရှိဖို့သက်ဆိုင်ရာမြို့နယ်စီပင်နဲ့လွှတ်တော်ကိုယ်စားလှယ်တွေထံတွားရောက်ပြီးတောင်းဆိုမှုတွေရှိနေပါတယ်။ကျူးကျော်ဆိုလို့ရှိရင်အမြင်တွေက မြစ်ပတ်တဲ့စီကံမရှိဘူးဒီလိုအမှတ်တွေဗျမ်းမာနေတယ်ပါဒီလိုမျိုးပဲမြင်ကြရလေအဲ့ဒီအမြင်လေးကိုလည်းပြောင်းလဲခြင်းနဲ့ကျမတို့လည်းပြည်သူတွေကပြည်သူဖြစ်တဲ့အတွက်တတ်နတ်ရှင်ရှင်နဲ့ကိုနေရတဲ့အခိုင်နေရတဲ့နေရာလေးမှာတတ်နတ်ရှင်ရှင်နဲ့တည်တည်တတ်တတ်ကလေးနေခြင်းနဲ့လေအဲ့ဒါကြောင့်မလို့ဒီအမှိုက်ကိစ္စဆိုကျမတို့ရှင်မှာအမှိုက်ပြည့်စရာနေရာမရှိတဲ့ခါကျတော့တအားကျမ်းမာရေးလည်းထိခိုက်တဲ့အနံဆိုးပါညာနဲ့ဆိုတော့ဒီအမှိုက်ကလေးကိုတည်တည်တတ်တတ်ပြည့်ခြင်းနဲ့အတွက်အမှိုက်ဝန်ဆောင်မှုလေးရခြင်းလို့လာပြီးတော့တောင်းဆိုပါ ။တက်ဆိုင်ရာမြို့နယ်စီပင်ကတော့အမိုက်ကားခေါ်စနစ်နဲ့သာတိမ့်စီပေးနိုင်မှာဖြစ်ပြီးအမိုက်ကားတစ်ချိန်ခေါ်ရင်ငွေသသိန်းကျော်ကုန်ကြမှာဖြစ်တဲ့အတွက်ကျူးကျော်နေထိုင်သူတွေဘက်ကမတတ်နိုင်ဘူးလို့ဆိုပါရယ်။စီပင်သားရာအနေနဲ့ဥပဒေအရတရားဝင်သတ်မှတ်ထားတဲ့နေရာတွေမှာသာအမိုက်သိန်းဝင်ဆောင်မှုပေးနိုင်မှာဖြစ်ပြီးကျူးကျော်တွေကိုတော့ဆောင်ရွက်ပေးဖို့အခက်အခဲရှိတယ်လို့လှိုင်းသာမြို့နယ်လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါရယ်။စီပင်သားရာဥပဒေနေဥပဒေအရဒီစီပင်သားရာမှာ အမိုက်သိန်းတဲ့ကိစ္စသည်သူတို့ဥပဒေနေဥပဒေမှာပါတဲ့အာဏာတက်ရောက်တဲ့ အစိုက်အပိုင်းတွေကိုပဲသူတို့ကအဓိကဝန်ဆောင်မှုပေးတဲ့အခါမှာဒီကျူးကျော်အပိုင်းကိုကြာတော့ဒီဟာဒီညိနိုင်ရအမတန်မှခက်တဲ့ကိစ္စတစ်ခုဖြစ်တဲ့အတွက်ကျွန်တော်တို့ကလည်းဒီသဘောကိုဒီကျွန်တော်တို့ရဲ့အခုရောက်လာတဲ့ပြည်သူတွေကိုရှင်းပြတာဖြစ်ပါတယ် ရွှေတန်လင်ကုမ္ပဏီဝင်းအတွင်းကျူးကျော်နေထိုင်သူတွေကအမိုက်သိန်းစနစ်ဝန်ဆောင်မှုရရှိဖို့အတွက်2016ခုနှစ်မေလကတည်းကစတင်တောင်းဆိုနေတာပဲဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းကျူးကျော်နေထိုင်သူတွေအများပြားရှိနေပြီးကျူးကျော်နေထိုင်သူတွေကိုရန်ကုန်တိုင်းဆိုရဖွဲ့ကစီးလိုက်လံကောက်ယူမှုတွေကိုပြုလုပ်နေပါတယ်။ကျွန်တော်ကူမောင်ပါ။